အခုထိုင်းနဲ့စားနေတဲ့ဒိုချောင်းအင်းဆက်ဆိုတာပါလေကျွန်တော်ရှာကြည့်ရခါမှာတော့ passport ဒိုတီးယားဆိုတဲ့မိသားစုကဆင်းသက်လာပါတယ်သူ့မှာညီတယောက်ရှိရဲ့တရွတ်အင်းဆက်ဖြစ်တယ်ဗျအဲ့အင်းဆက်ကတရွတ်ပုံစံအင်းဆက်လေးပေါ့မြူးမဲ့ထင်ပါတယ်ဒါကြောင့်တကိုင်းနဲ့တရွတ်အင်းဆက်ဆိုပြီးညီကိုနှစ်ယောက်ရှိပါတယ်ဒိုချောင်းအင်းဆက်က protein ကျော်ရတဲ့အရသာကောင်းတဲ့အာဟာရပြည့်တဲ့အစာချေလွယ်တဲ့အစိတ်မရှိဘူးဒါကြောင့်လူတွေတော်တော်များကစားကြတယ်လို့သိရှိရပါတယ်သူတို့တွေကတွေ့တတ်တာကိုဝါနာပါပြီးတော့ ေကြီးမှာနေတာရှားပါတယ်။ဒါကြောင့်တချို့ဗီဒီယိုမှာလူတွေပေါ်မှာတွေ့တဲ့နေတာကိုတွေ့ရှိရပါမယ်။ပြီးတော့နောက်တစ်ခုကကျတော့သူတွေကအရွက်ပဲစားပါတယ်အသားမစားဘူးတခြားအင်းဆက်တွေမစားဘူးတက်တက်လို့ပဲစားကြပါရဲ့ထပ်ပြီးတော့အထူးခြားသောတစ်ခုကိုပြပြရမယ်ဆိုလို့ရှိရင်အဲ့ကောင်လေးတွေကမိမလိုက်ပဲနဲ့ကလေးမွေးနိုင်ပါတယ်ဒီအမတွေကအထင်းနဲ့မိလဲစားမလို့ပဲနဲ့ဥဥနိုင်နေပါတော့အဲ့ဒါကိုကျွန်တော်ကပါတီနိုဂျန်နစ်လို့ခေါ်ရပြတရိစံတချို့ကအထင်းမလို့ပဲနဲ့ကိုယ့်အကောင်မွေးနိုင်တဲ့ဟာရရှိပါတယ်အဲ့ဒါကိုကျွန်တော်တီးတန့် deploy လုပ်ပေးပါမယ်ဗျ ထပ်ပြီးတော့တခြားသောအပင်နဲ့တူတဲ့တိရစ္ဆာန်ချို့ကိုကျွန်တော် list လုပ်ထားပါတယ်ဗျကြည့်ကြည့်ပါဦးဗျတကယ်လို့သဘောကျရဲ့ဆိုလို့ရှိရင် follow လုပ်ပေးပါလို့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ